ီမြို့နယ်တဲကထမကောက်ကြီးရွာအုပ်စုအတွင်ပြီးခဲ့တဲ့ဧပြီလ29ရက်နေ့ညနေ9နာရီကျော်ခန့်ကလေပြင်းတိုက်ခတ်တာမိုးရွာတာနဲ့မိုးသီးတွေကြွေကြတာတွေဖြစ်ပေါ်ခဲ့ရာနေအိမ်အလုံး20ကျော်ပြိုလဲမှုတွေဖြစ်ပေါ်ခဲ့ပါတယ်။လေပြင်းတိုက်ခတ်တာမိုးရွာတာနဲ့မိုးသီးတွေကြွေကြတာတွေဟာနိုင်ဝက်ခန့်ဖြစ်ပွားခဲ့ပြီးထမကောက်ကြီးရွာအုပ်စုအတွင်းရှိတောကျမာကွက်တဲ့ကံတော်မင်္ဂလာရက်ကွက်တွင်နေအိမ်18လုံးတီတွတ်ဆံပြကြီးရွာအတွင်နေအိမ်3လုံးနဲ့ အခြားနေရာတွေမှာနေအိမ်အမိုးတွေလန်တာတပင်ကြီးတွေပြိုလဲဓာတ်ကြိုးတွေပြတ်တောက်တာအစိုးရယုံဌာနဆိုင်းဘုတ်တွေပျက်စီးခြင်းတွေဖြစ်ပွားခဲ့တာဖြစ်ပါတယ်။အောင်မင်္ဂလာရက်ကွက်ကဥခဲကလေပြင်းတိုက်ခတ်မှုအခြေအနေကိုအခုလိုပြောပါတယ်။ဒီဒေါင်းတက်တယ်လာတာပဲ။အဲ့လာပြီးတော့ဒီမှာဟိုးဆိုတကြက်တည်းကြွားတယ်။ဝင့်နေတာ။ဟိုဟာလေးဟိုသူ့တွေဆိုလာတယ်ဒီဘက်တွေလွတ်တာကုန်တာလေ။ကတ်လိုက်ဟိုဘောကတ်ကြီးကဟိုတဲ့သူ့ကတ်ကြီးကရှိတ်ထိုးကြတာ။အဲ့လိုဖြစ်သွားတာ။ဟိုသူ့ကတ်သုံးချက်ကဟိုဘက် 钱就多干，到底哪个努力方面最多？努二万年呢多？你明天到我那说，努力再苦了再得比谁的多呢？哇，抓抓抓来表来表啊！没几个我不好说的股东， ဧပြီလ30ရက်နေ့မနက်ပိုင်းမှာတော့နေအိမ်ပြိုလဲခဲ့တဲ့နေအိမ်တွေကိုလွှတ်တော်ကိုယ်စားလှယ်တွေကစည်ရင်းလိုက်လံကောက်ယူလျက်ရှိပြီးတပ်မတော်သားတွေကလည်းပျက်စီးမှုတွေကိုရှင်းလင်းကူညီရွှေ့ပြောင်းပေးခဲ့ပါတယ်။ပျက်စီးဆုံးရှုံးမှုတွေကိုလိုက်လံစုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေတဲ့ပြည်မြို့နယ်အမှတ်1မင်းစံနာနယ်ကတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးသက်ဝင်းလှိုင်ကအခုလိုပြောပါတယ်။လေတိုက်လေလေတိုက်တော့ဒီရွာမမှာတော့အိမ်ပျက်စီးတယ်။ဘိုးဘက်ကျွန်တော်တို့ကန်တော်မင်္ဂလာမှာစလေးအိမ်လောက်ပျက်စီးတယ်ပေါ့။ ညနေ9:00နာရီဝင်ကြတော့လို့တော့အဲအဲ့ကန်တော်မင်္ဂလာမှာတော့ကျွန်တော်တို့ဟိုတန်ချက်ကတက်ကတမရော်သားတွေနဲ့ကမ္ဘာစာတမရော်သားတွေလာရောက်ကြေးစေလာရောက်ကြေးစေမှုတွေလုပ်နေပါတယ်ကုညီမှုတွေလည်းလုပ်နေအဲ့ဒီလေမုန်တိုင်းတိုက်ခတ်မှုမှာတိခရအင်တွင်အခုနှစ်မှာပထမဆုံးကြိမ်တိုက်ခတ်ပျက်စီးမှုဖြစ်ပွားတာဖြစ်ပါတယ်